မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုသက်ရှင်ရေးသားသော ပြားနမိတ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစေရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်ထဲမကြွယ်ရှေးမကြွယ်ရှေးလူကြီးသူမတို့စကပုံထားခဲ့ကြခြင်းဖြစ်သည် ချင်းတို့ရေတို့ဆိုတာပြည်စုံနဲ့ကြွယ်ဝတယ်ပြောပြောချမ်းသာတယ်ပဲဆိုဆိုဘသူမှမပြီးမပြည့်စုံဘူးကွာဟုပြောဆိုစမှတ်ရှိခဲ့သည်ရှိထင်းတို့မှာလူတို့အုံဆောင်တဲ့တွင်ပြည်စုံသည်လုံလောက်ချမ်းသာသည်ဟု၍မိသူများမရှိအမြဲလိုအပ်လျက်ရှိသည်မြမလူမျိုးတို့၏အယူအဆတစ်ခုမှာဇဘူဒိတ်နမိတ်ဟု ဆိုခြင်းပင်ဖြစ်သည်ဇဘူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းသည့်ကျွန်းအတိတ်ကောင်းနမိတ်ကောင်းယူကအတိတ်နမိတ်ကောက်ယူတတ်ကြသည် ဥပမာကြီးတာနမိတ်ငှန်နာနမိတ်မြင့်နမိတ်ကြာနမိတ်အမျိုးမျိုးတို့အပေါ်မူတည်ကအတိတ်နမိတ်ကောက်ယူတတ်ကြသည် ထိုကဲ့သို့နမိတ်တို့တွင်စာရေးသူကိုယ်တွေပြားစွဲနမိတ်နှင့်ကြုံတွေ့ရသည့်ဖြစ်ရချို့အားရေးသားဖော်ပြလိုပါသည်အတော်ဖြစ်သူတို့နှင့်အတူနေထိုင်စဉ်ကဖြစ်ပါသည်အတော်ဖြစ်သူနှစ်ယောက်နှင့်အတူကျက်စုကြီးရွာတွင်10နှစ်12နှစ်ခန့်နေထိုင်လာရင် အတော်ဖြစ်သူတို့ကွယ်လွန်သွားချိန်တွင်စာရေးသူမှာတယောက်တည်းတစ်နှစ်နီးပါးနေထိုင်ခဲ့ရပါသည်ထို့သောနေထိုင်ရင်းနှင့်ပင်စာရေးသူ၏နေအိမ်ဝိုင်းတွင်ထားရှိသည့်အိမ်သာတွင်းကိုပြအောင်လိုက်၍ဆွဲတာမကြုံစဘူးကြုံခဲ့ရပါသည် အိမ်သာတွင်ပြားဆွဲတော်လဲသူတစ်ပါးဤအတိုက်မျိုးအားမဖြက်စီလို၍ဖွတ်ချင်းအခြားပြောင်းရွှေ့ရန်လဲမပြုတ်လို့ပဲဒီတိုင်းပဲအိမ်သာအားပိတ်ထားလိုက်ပါသည်မကြလိုက်နှစ်လသုံးလထက်မကြာစာရေးသူမမျောလင့်ပဲထိုးအိမ်နေရာမှာအခြားရွာသို့မဖြစ်မနေပြောင်းရွှေ့ဖို့အကြောင်းပေါ်လာပါတော့သည်အခြားအကြောင်းမဟုတ်ကျွားရင်ကြံရစ်သူတို့မှလည်းမွေးချင်းတွေအားလုံးကလူလူတွေကြီးဖြစ်ကကျွန်တော်ကလည်းလူလူဖြစ်၍မွေးချင်းတွေအတူတူပြန်ပြီးတစုတည်းတစ်လုံးနဲ့နေထိုင်ကြရန်အပြေးပြောင်းရွှေ့ရပါတော့သည် နောင်တွင်ကြုံတွေ့သိရသမျှအိမ်သာမှာပြလာဆွဲလျင်နေအိမ်ရှင်မှာထိုအိမ်မှပြောင်းရွှေ့ရတတ်သည်ဆိုခြင်းပင်လွန်ခဲ့သည့်တနှစ်ကျော်ကာလဂီရီလီမွန်တိုင်းတိုက်ခတ်ချိန်ကျက်စုအိမ်ဝိုင်းအတွင်းမှခဏရပင်ကြီးလေနဲ့မိုးနဲ့တူလဲကျသွားပါသည်တစ်ပင်ကြီးလဲတော့ခိုင်းပြခိုင်းနာတွေနဲ့ခိုင်းတုတ်တာတွေကိုဖျက်ပြီးရှင်းလင်းရသည် စုပုံရသည် တခါတည်းထင်းဖင်ကအိမ်တို့မယူဘဲနေရာမှာပင်ပုံနှားလိုက်သည်အလုတ်ကလည်းလှိုင်သည်တိတ်အခက်ခဲမရှိတာနဲ့ပင်ထိုထင်းမုံမှာတင်းတင်းနီးပါးကြာရည်သွားသည် အိနီနာချင်းတွေကလည်းထေးပြင်ဆိုင်သူမရှိကြမယူကြ1384ခုနှစ်ရာလဲသိန်းကိုင်းလဲပိတ်ချင်ရောက်မှထင်းပြတ်သွားသည်နှင့်ထိုကနားပင်ထင်းအားဖြင်းယူဖို့လက်တက်ကတွားယူသည်ထင်းချောက်ပုံအားဖြင်း၍တင်အားလှဲတစည်းစာပင်ပြည့်တော်မီထိုအချိန်ထင်းပုံအောက်ခြေတက်တဲ့တွင်တထောင်အရှိနီးပါးရှိသည့်ပြောင်းအုံကြီးအားမြင်တွေ့ရသည် ကျွန်တော်တို့လည်းထင်းတို့ဟာဆက်ပြီးမဖြစ်တော့ပဲပြောင်းအောင်အားဒီတိုင်းတစ်ခတ်တို့အုပ်ဆိုင်ကထားရခဲ့သည် လူကြီးသူမတို့စကပုံထားရခဲ့သည်ထင်းမကျွဲရေမကျွဲစကားအားအမှတ်ရမိလိုက်သည်ကျွန်တော်တို့ထင်းရေမပူမပင်ရလို့တစ်နှစ်ကြာကြာဒီထင်းတွေမခုတ်မပြင်ခဲ့ပြီထင်းရေတို့ပူရှံလုံလောက်ကျွဲဝလင်းဖြင့်အခြားစီးဝါရေးစောက်ဝင်နေလဲချောင်းလဲတဲ့စီးဝါတက်တယ်ဆိုသည့်အတိတ်နမိတ်ကိုယူကထင်းမုံနဲ့ပြောင်းအောင်လို့အားလက်နဲ့မတို့ပင်ထားလိုက်သည် ထူးခြားချက်တစ်ခုသတိထားလိုက်မိသည်မှာထိုနှစ်တွင်စာရေးသူတို့ယာမေကမြေပဲနဲ့အခြားစဘာစသည့်တည်နံတွေအထွက်ကောင်းခဲ့သည့်အတွက်စီးပွားရေးခြောင်လှန်ခဲ့ရသည်ကျွေးမိတွေကင်းခဲ့ရသည်ကတော့ကိုတွေ့ပင်ဖြစ်ပါသည်ထင်းမုံတွေကိုပြအောင်နာကြုံရလျင်စီးပွားဥစ္စာတက်စေမိနမိတ်ပင်ဖြစ်သည်မိဖို့ကြောင့်နဲ့မှာပြအောင်ဆွဲတာကြုံရလျင်ထိုအင်ရှင်ဖို့စံစီစာစသည့်မိဘကြောင့်သောပစ္စည်းများလိုလေသေးမရှိပြေဆုံးမီကျွဲဝမီအဖက်ဖက်ကပြေဆုံးမီနမိတ်ပင်ဖြစ်မီဟုယူဆကြသည် ပြောင်းအောင်ဖြက်စီးပဲထားရကြသည်နေအောက်ထက်မိနေကန်းတွင်ပြောင်းအောင်ဆွဲလျင်ထိုအင်းရှင်မိသားစုတွင်သားရတနာသမီးရတနာတို့ထုံကားတတ်သည်သားသမီးရတနာတိုးဝါတတ်သည်ဟုယုံကြည်လေးရှိကြသည်နေတို့တွင်ပြောင်းအောင်ဆွဲသည့်အခါဖော်ပြပါနေရာတို့မှလွဲလျင်ကျန်သည့်မိသည့်နေရာတို့တွင်မှမကောင်း ထို့ကြောင့်ပြောင်းလဲရေးဆွဲလျင်ပြိရေတို့ဖြင့်ပတ်ဖြန်းပေးရမည်ပြောင်းတို့အားမိသည့်အကြောင်းကြောင့်ဖြစ်စေဖွှချင်းဖြက်စီးခြင်းမပြုတ်အပ်ပေပြဖို့တားထိုးမရခိုးမုတ်ဆိုးတငါပယ်လေးရွာဟုစိုးစကားရှိရာပြဖို့ခြင်းတတ်တတ်တို့အသက်မွေးခြင်းသူ့အိမ်ရာကိုခိုးယူခြင်းမုတ်ဆိုးအတက်နဲ့အသက်မွေးသူရေလုံငန်းတငါလုံငန်းတို့နဲ့အသက်မွေးဝန်ကြောင်းပြုသူတို့မှငရေတရိစ္ဆာန်ပိတ်တာအသူရကဲစသည့်အပယ်လေးပုံတို့ကြောက်တတ်သောကြောင့်အတက်နိုင်ဆုံးရှောင်ရှားနိုင်လျင်အကောင်းဆုံးပင်ဖြစ်သည် ပြောင်းတို့မှာတရိတ်ဆံမင်းဖြစ်တော်လဲလူသူလေးပါအခြားရန်သူတို့ရန်ကကင်းဝေးသည့်နေရာများတွင် နေထိုင်ကြက်စားပေါက်ဖွားလေးရှိရာနေဝိုင်းများတွင်ဖုန်ကြီးကျောင်းဝိုင်းများတွင်တို့မှာသူတို့အတွက်အနောက်ရက်အန္တရာယ်ကင်းသည့်နေရာများပင်ဖြစ်သည်ထိုနေရာများတွင် ပြဖို့သူတို့မဖွက်ဘဲနေလျင်နှစ်နှစ်သုံးနှစ်တိုင်ပင်မရွှေ့မပြောင်းနေထိုင်တတ်ကြသည်အချို့နေဝိုင်းတစ်ပင်တို့တွင်ပြောင်းရှိလျင်ရေခွက်များဖြင့်ရေထည့်ကတိုက်ထားလေးရှိပါသည် ယခုလဲဆာရီသူဤနေဝိုင်းတွင် နေဝိုင်းမှာအပဝိုင်းတွင်တပည့်များပေါ်ပြအုံများဖွဲ့ကားရှိနေပါသည်မိသူများမဖွဲ့ရသဖြင့်တနွေတမှုကုံနေထိုင်ကပောက်ဖွားလျက်ရှိပါသည်ရေခွက်များလဲချထားပြီးသဖြင့်နှွေနေပူချိန်တွင်ပြကောင်တို့ရေတောက်ဆင်းကြသည်မှာပြပန်းခတ်များမြင်တွေ့ရပါသည် ပြောင်းတို့အားပြမဖို့သူတို့မတော်တဆထိမိတိုးမိဆွဲမိတော့လဲပြားတို့လုံးဝမတုတ်တာကိုတွေ့ပင်ဖြစ်ပြီးပြားနမိတ်အချို့အားကိုတွေ့ကြုံသမျှဖော်ပြလိုက်ရခြင်းဖြစ်ပါသည် ဒီဗီဒီယိုလေးကိုစုံနှိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်